အားလုံးပဲမင်္ဂလာပါဒီနေ့တင်ကြားပေးမယ့်သင်ခန်းစာကတော့2.1က measurable standard variable measurable တိုင်းတာနိုင်သော standard ဆိုတဲ့ဆန် variable ဆိုတာပြောင်းနိုင်တဲ့ဟာလေးတွေလေ့လာမှာဖြစ်ပါတယ်ဒီသင်ခန်းစာကြီးကိုသင်ယူပြီးတဲ့အချိန်မှာအားလုံးကကြက်ရောက်သွားမှာဖြစ်ပါတယ် After completing this chapter, students will be able to 1. Determine the significant figures and round off numerical results. Numerical results are number ကင်္ဂနန်းလေးနဲ့ဆိုင်တဲ့ရလက်လေးတွေအရလက်လေးတွေကိုဘာလို့မှလဲ significant figure ဆိုအရာရောက်ကနန်းနေရ round off ဆိုတာအနည်းဆက်ဆုံးယူတာအဲ့ဒါလေးကိုယူတတ်သွားဖို့ဘယ်လိုယူတတ်သွားမလဲဆုံးဖြတ်တတ်သွားမှာဖြစ်ပါတယ်နံပါတ်1အချက်က solve the problem ပြဿနာတွေဖြေရှင်းမယ်။ဘာတွေပြဿနာတွေဖြေရှင်းမလဲ related to the determination of mole and millimole of a substance ။ရာဝတ္ထုတွေရဲ့ millimole ပမာဏ mole ပမာဏအဲ့ဒါတွေဆုံးဖြတ်ခြင်းနဲ့ဆိုင်တဲ့ပြဿနာတွေကိုဖြေရှင်းထပ်သွားမယ်။ပုံစံတွေတွက်တက်သွားမယ်ပေါ့နော်။နံပါတ်3ချက်က perform calculation involving chemical formulae and chemical equation ဓာတုဗေဒနဲ့ဆိုင်တဲ့ equation တွေညီမျှခြင်းတွေဓာတုဗေဒဆိုင်ရာ formula formula တွေနဲ့ formula တွေပါဝင်တဲ့ပြဿနာတွေကိုဥစားတွေကိုလည်းတွက်တက်သွားမယ်။နံပါတ်၄ချက်က solve the problem related to calculations involving limited quantity limited quantity ဆိုပမာဏအကန့်တတ်ထားတာပမာဏကို ဓာတ်ပြခြင်းမှာပမာဏသူကုံသွားရင်ဓာတ်ပြခြင်းသည်ပြီးဆုံးသွားပြီဆိုတော့အဲ့ပမာဏကန့်သက်ခြင်းနေပါဝင်တဲ့ပုံစံတွေကိုတွက်တက်သွားမယ်။နံပါတ်5ချက်နေ contact volumetric analysis related to stoichiometry in solution ပျော်ရည်ထဲမှာပါနေတဲ့ဓာတုသင်္ချာဆိုင်ရာ analysis ခွဲခြမ်းစိတ်ဖြာခြင်းဘာကိုခွဲခြမ်းစိတ်ဖြာမှာလဲဆိုတော့ volumetric ဆိုတော့ဒုရယ်ဆိုင်ရာဆက်သွယ်ခြင်းတွေကို contact ဖြည့်ရှင်းသွားတတ်မှာဖြစ်ပါတယ်။ ဲ့ဒါတွေရရှိဖို့အတွက်နံပါတ်1အချက်လေးလာမှာကတော့ measurable standard variable စံပြောင်းလဲခြင်းဆိုင်ရာ တိုင်းတာချက်တွေအဲ့ဒါဘာလို့ရှိလဲဆိုအချက်၄ချက်ရှိတယ် social metric လို့ခေါ်တယ် social metric ဆိုတာဘာလဲ the study of the quantitative relationships implied by a chemical reaction ဓာတ်ပြုခြင်းဘာဓာတ်ပြုခြင်းနေလဲဆိုဓာတ်ဥဓာတ်ပြုခြင်းနေမှာပါဝင်နေတဲ့သက်ဆိုင်တာဘာတွေလဲ quantity ပမာဏ sociometry ဖြစ်တဲ့ကြောင့်သူကပမာဏဆိုင်ရာဆက်သွယ်ချက်တွေကိုလေ့လာတာပါ။နောက် chemistry chemistry ဆိုတာက great တန်းမှာလည်းသင်ခဲ့ပြီးပါပြီ chemistry ဆိုတာဘာလဲဓာတုဗေဒဆိုတာ quantitative science ပမာဏသိပ္ပံဖြစ်ပါတယ် which means that အတိတ်ဘယ်ကတော့ဆိုလိုတာကတော့ဘာလဲ in many cases ပြဿနာတွေအများကြီးမှာ we measure property ဘာလို့မလဲတိုင်းတာမယ်ဘာလို့တိုင်းတာမှာလဲဂုံသက်တိဘသူတွေရဲ့ဂုံသက်တိလဲဆို offer substance အရာဝတ္ထုတွေရဲ့ဂုံသက်တိကို measure တိုင်းတာခြင်း and compare ဘာလို့အောင်မလဲနှိုင်းရှင်မယ် it with a standard heavy and no value of that property အဲဂုံသက်တိတွေမှာ ပါဝင်နေတဲ့ no တိတဲ့ပမာဏဘာပမာဏလဲဆိုစံအနေနဲ့ပမာဏဆိုင်ရာတွေကို compare နှိုင်းရှင်တတ်ဖို့ပါ နံပါတ်3ချက် measurement expression measurement expression ဆိုတိုင်းတာချက်တွေကိုဖော်ပြမယ်။ဘာနဲ့ဖော်ပြလဲ we express the measurement တိုင်းတာချက်တွေကိုငါတို့ဖော်ပြတဲ့ as the product of a number ဘာနေနဲ့ဖော်ပြလဲဆိုတော့ကိန်းဂဏန်းတစ်ခုကိန်းဂဏန်းတစ်ခုအနေနဲ့ product ဆိုတော့ရလတ်လေးတွေရဲ့ and unit unit လေးတွေရဲ့ဖော်ပြပါတယ်။အဲ့နဲ့ပတ်သက်ပြီးတော့ physics မှာလည်းလေ့လာခဲ့တယ်။ SI unit ဆိုတာဘာလဲ SI unit ရဲ့နောက်တစ်ခု prefix လေးတွေရှေ့မှာဘာတွေထားထားလဲ the scientific system scientific လို့ခေါ်တဲ့သိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့စနစ်မှာ measurement တိုင်းတာခြင်းတွေကဘာလို့ခေါ်လဲဆို international system of unit SI unit နဲ့သုံးခဲ့တယ် physics မှာသင်ရတဲ့ SI unit တို့ MKS တို့ CGS တို့ဒါတွေအများကြီးသင်ခဲ့ဒီမှာတော့ SI unit ကိုပဲအသုံးများအကြောင်းမို့ SI unit အကြောင်းကိုပြောပါတယ် is a modern version of the metric system metric system ဟိမှာ modern version နေနဲ့တော့ SI unit ကိုပဲသုံးလို့ရှိတယ်ဒါလေးကအတိအယုံများပဲလို့တာပါကျွန်တော်မလိုပါဘူးနောက်တစ်ခု SI unit နဲ့ ဲ့ physical quantity စနဲ့ပတ်သက်ပြီးတော့ SI unit ကဘာတွေရှိသလဲ physical quantity အနေနဲ့ physics မှာသင်ရသလိုပဲ ်ဒါတို့မှလည်းသင်ရပါတယ် length အလျောက်ဘာနဲ့တိုင်းလဲမီတာနဲ့တိုင်းတယ် unit အနေနဲ့မီတာ symbol အနေနဲ့တော့ m လို့ကိုစားပြုပေးတယ် mass ဆိုရဲ drag to ကိုကြတော့ kilogram kg နဲ့ဒီခါလေးကြလဲ kg နဲ့မသုံးမနဲ့ gram နဲ့လည်းသုံးလို့ရှိပါတယ် time ကိုတော့ second နဲ့ပဲသုံးလို့ရှိတယ် second ကို s နဲ့ယူစားပါ temperature အပူချိန်ကိုကြတော့ kelvin နဲ့သုံးလို့ရှိပါတယ် chapter 1မှာလည်းသင်ခဲ့ပြီးပါပြီ kelvin temperature ကိုလိုချင်ရင် degree celsius ကို273ပေါင်းပြရပါတယ် နောက်တစ်ခု amount of substance အရဝိထုတွေရဲ့ပမာဏကိုတော့ဒီမှာပါနဲ့သုံးလဲဆိုရင် mole နဲ့သုံးတယ် mole ကိုအရှိရေတော့ ml လေးပါ unit အနေနဲ့ရင် ml နဲ့ရေးပေးရပါတယ်နောက်တစ်ခု electric current ပျက်စစ်စီးကြောင်းပါနဲ့တိုင်းပေးရလဲဆို ampere တင်ကေတာစံဘတ်ကတော့အေးနဲ့အုံပြလေးရှိပါတယ်ဒါကအသုံးများတဲ့ unit တွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်နောက်တစ်ခု table 2.2ကိုလေ့လာကြည့်အောင် table 2.2မှာဖော်ပြထားတာတွေကတော့ SI unit နဲ့ပတ်သက်တာတွေဖော်ပြထားတာတယ်ဒါတွေသိဖို့လိုပါတယ်လိုတဲ့အဓိကချက်ကတော့ဘာတွေလိုလဲဆိုတော့သိရမှာ decimeter တို့ centimeter တို့ millimeter တို့ deci centimilli အဲ့ဒါတွေသိထားဖို့လိုတယ် deci ဆိုရင်10 power -1 centi ဆိုရင်10 power -2 မီလီဆိုရင်တန်ပါဝါ -3 မိုက်ခရိုကတန်ပါဝါ -6 နာနိုကတန်ပါဝါ -9 အဲ့ဒါသိဖို့လိုတယ်ကျန်တာတွေကမသိလဲရတော့ရပါတယ်ဒါသိအောင်တော့ပြောပြလိုက်ပါမယ်တန်ပါဝါ -12 ဆိုတော့ပစ်ကိုတန်ပါဝါ -50 ဆိုတော့ fang 2တန်ပါဝါ -18 ဆိုတော့ egg 2အဲ့ဒါရဲ့ဆန့်ကျင်ဘက်တန်ပါဝါ30ဆိုရင်ဓာတ်ကပေါ့30နှစ်ထပ်ဖြစ်သွားပြီ100ဆိုရင်တန်ပါဝါ2ဆိုရင် hack 2 တန်ပါဝါ3ဆိုရင်ကီလိုတန်ပါဝါ6ဆိုရင်မက်ဂါတန်ပါဝါ9ဆိုရင်ဂိုက်ဂါတန်ပါဝါ12ဆိုရင်တာရာတန်ပါဝါ15ဆိုရင်ပီတာတန်ပါဝါ18ဆိုရင်အက်ဇာဒီမှာတိထားတဲ့မက်ဂါတို့ဘာလို့တော့တိပါလိမ့်မယ်မက်ဂါတို့ဘာလို့သုံးပြီးပြီလေးများလေးရှိတာဘယ်မှာသုံးလဲဆိုရင်ကိုယ်သုံးနေတဲ့အဲဖုန်းတွေမှာဘလောက်ပါတယ်လို့ဘာလို့ရေးတာမက်ဂါတို့ဂိုက်ဂါတို့ဒါလေးသုံးနေကြဒါလေးတွေတော့တိဖို့လိုပါတယ်တန်ပါဝါ3ဆိုရင်ကီလိုတန်ပါဝါ6ဆိုရင်မက်ဂါတန်ပါဝါ9ဆိုရင်ဂိုက်ဂါ အဲအဲ့မှာနောက်တစ်ခုတိဖို့လိုတာ10 power 2 3 6 9ဒါကမတိမဖြစ်သိရမယ်နောက်တစ်ခု10 power minus 1 minus 2 minus 3 minus 6 minus 9အဲ့ထိကလည်းမတိပဲမနေအောင်တိထားပါမယ်အဲ့ဒါတွေကတော့ရေးကြည့်ပါကြံတဲ့ဟာတွေကတော့တိအောင်များဆိုရင်ရပြီဒါတွေကကျွမ်းကျွမ်းကျင်ကျင်ကိုတိထားရမယ်10 power 3ဆိုရင် kilo 10 power 6ဆိုရင် mega 10 power 9ဆိုရင် giga တန်ပေါ minus 3ဆိုရင်မီလီတန်ပေါ minus 6ဆိုမိုက်ခရိုတန်ပေါ -9 ဆိုရင်နာနိုဒါဒီမတိမဖြစ်သိထားရမယ့်အရာဖြစ်ပါတယ်။ရှင်းမှာပြောခဲ့တဲ့ significant figure လို့ခေါ်တဲ့အရာရောက်ခန်းအရာရောက်ခန်းအနေနဲ့ပတ်သက်ပြီးသင်ချာမှာလည်းသင်ထားပြီးသားဖြစ်ပါတယ်။သင်ချာမှာလေ့လာခဲ့ပြီးပြီးအဲ့သင်ချာမှာလေ့လာထားတဲ့ဟာအတိုင်းပဲဒီမှာဆက်ပြီးတော့လေ့လာကြည့်အောင် the significant figures of a number ကိန်းကနန်တစ်ခုရဲ့အရာရောက်ကနန်ဆိုတာဘာလဲတဲ့အာ digits digitally နဲ့သတ်မှတ်တဲ့ that carry meaningful contribution to its measurement resolution ရလာတဲ့တိုင်းထားလို့ရလာတဲ့ဘာလဲ resolution အဖြေလေးပုံမှာမူတည်ပြီး meaningful contribution အဓိပ္ပာယ်ရှိရှိဘယ်လိုမျိုးသတ်မှတ်ထားသလဲပေါ့ဥပမာဆိုရင်အမ rules တွေရှိတယ် rules ကအချက်၅ချက်ရှိတယ်ဥပမာ all non zero digits in a measurement are significant ဟာအနေနဲ့ non zero digit 0မဟုတ်တဲ့ဂိန်းကနန်းတွေတိုင်းတာလို့ရတဲ့0မဟုတ်တဲ့ဂိန်းကနန်းတွေအားလုံးဒီ significant ဖြစ်တယ်အရာရောက်တယ်ဥပမာဆိုရင်632ဆိုတဲ့ကနန်းမှာ612ဆိုတဲ့ကနန်းမှာဆိုရင်6ကော1ကော2ကော3အလုံးလုံးဒီအရာရောက်တယ်ဒါကြောင့်မလို့သူ့မှာအရာရောက်ကနန်းမလန်ခုရှိလဲဆို3ခုရှိတယ် has 3 significant figure ဒါက0မဟုတ်တော့ digit တွေအကုန်လုံးမှာ significant figure ရှိတယ်ဆိုတော့1975ဆိုရင် အရာရောက်ခနဲ့၄လုံး1905လို့ပဲ၄လုံးရှက်သူ့မှာ significant figure ၄ခုရှိပါတယ်တဲ့အဲနံပါတ်1ချက်က0 that appear between other non zero digits are always significant တုံညခနန်းလေးကတဲ့0မဟုတ်တဲ့ဂိမ်းကြားထဲမှာရှိနေရင်သူလည်းအရာရောက်တယ်ဆိုပါစို့တဲ့2 3 3 19ဆိုတဲ့ခနန်း၅လုံးနှစ်ကလည်းတန်ဖိုးရှိတယ်၊တုံညာမဟုတ်ဘူး။တိတ ကိုးဆိုလည်းတုံညာမဟုတ်တို့တော်လည်းအဲ့တုံညာမဟုတ်တဲ့ကနန်းနေကြားထဲမှာရှိနေတဲ့တုံညာလေးတီအရာရောက်တဲ့ဂိန်းကနန်းဖြစ်တဲ့ကြောင့်သူ့မှာဂိန်းကနန်းအရာရောက်ကနန်းဒီမနှလုံးဖြစ်သွားလဲနှစ်တုံညာတုံညာတကိုးဆိုတော့အလုံး၅ခုဖြစ်သွားတယ်အဲ၃တုံညာ၉လို့ခေါ်တယ်3ကို9မှာကြတော့9နဲ့3ကြားထဲမှာ0ရှိနေတယ်အဲ0လေးဒီအရာရောက်တယ်ဒါကြောင့်မို့သူ့မှာ significant figure အရာရောက်ကနန်း၃လုံးရှိတယ်ဟုတ်ပြီနှစ်ချက်ရှိသွားပြီ0မဟုတ်တော့ ဂိမ်းကနန်းတွေအလုံးသည်အရာရောက်တယ်။အဲတုံညာက0မဟုတ်တဲ့ဂိမ်းတွေကြားထဲမှာရှိနေရင်လည်းအရာရောက်တယ်။နောက်တစ်ချက်0 that appear in front of all of the non-zero digits are called left and zero ။ဘာပြောလဲဆိုရင်တုံညာတုံညာကအရာရောက်ကနန်း sorry တုံညာမဟုတ်တော့ကနန်းများရဲ့ရှေ့မှာရှိနေရင်သူ့ကို left and zero လို့ခေါ်တယ်တဲ့။ ဘယ်ဘက်မှာရှိတယ်0ဘယ်ဘက်အဆောင်မှာရှိတယ်0ပေါ့ left and 0 are never significant left and 0တွေဒီ significant figure မဟုတ်ဘူးဘာပြောတာလဲဆိုရင် left hand ဆိုတော့ဘယ်ဘက်ချမ်းမှာရှိပြရမယ်တန်မိုးရှိတဲ့ကဏ္ဍနေ၃ညမှုတ်တဲ့ကဏ္ဍနေရဲ့ရှေ့ဘက်မှာရှိနေတာပေါ့ left and 0ဆိုတော့ဘယ်ဘက်ချမ်းမှာရှိနေတဲ့ကိန်းကဏ္ဍအားလုံးဒီအရာရောက်တော့ကဏ္ဍမဟုတ်ဘူး left and 0 are never significant အဲ့ never လေးကိုတည်ထားပါဒါကြောင့်မို့ဥမာကြည့်ကြအောင် 0.006အဲ့မှာဆိုရင်6ဒီတုံညာမဟုတ်ဘူးတုံညာမဟုတ်တော့6ရဲ့ရှေ့မှာရှိနေတဲ့တုံညာဒီ significant figure မဟုတ်ဘူးလို့ပြောကြောင်းမလို့သူ့မှာ significant figure ဘယ်နှလုံးပဲရှိတယ်တစ်လုံးပဲရှိတယ်အဲနောက်တစ်ခုလေးလာကြည့်လိုက်0.000513 အဲဂါးတ်သုံးဆိုတဲ့သုံးရမှုတဲ့ကနန်းရဲ့ရှေ့မှာသုံးလုံးရှိတယ်။အဲ့သုံးလုံးရှိတဲ့သုံးရတွေဒီအရာရောက်သောကနန်းမဟုတ်ဘူး။ဒါကြောင့်မလို့သူမှာ significant figure ဘလောက်ပဲရှိလဲဆိုရင်သုံးလုံးပဲရှိတယ်။ဒါဆိုရင်နောက်ခုလေ့လာကြည့်မယ်။0.05 03ဆိုရင်အရာရာကနန်းဘယ်နှလုံးဖြစ်သွားမလဲဒါဆိုရင်လဲ3လုံးပဲဘာကြောင့်လဲဆိုရှေ့မှာရှိတဲ့110တွေသည်အရာရာကနန်းမဟုတ်ဘူးလယ်မှာရှိတဲ့0သည်အရာရာကနန်းလို့ပြောကြအောင်မလို့0.0005030ဆိုရင်လဲ significant figure 3လုံးရှိတယ်ဒါဆိုရင်3ချက်ပြီးသွားပါပြီစုံထားမြောက်နံပါတ်4ချက်ကိုလေ့လာကြည့်မယ်0 that appear after all non zero digits are right and zero ဘာပြောလဲဆိုရင် ကနန်းတွေတုံညမဟုတ်တဲ့ကနန်းတွေကိန်းကနန်းတွေရဲ့နောက်ဖက်မှာရှိနေတဲ့တုံညအဲ့တုံညကိုကျတော့ right and zero လို့ခေါ်မယ်တဲ့အဲ့ right and zero ကတဲ့ in a number that lacks a decimal point are not significant အကယ်၍အဲ့ right and zero ကတဲ့ဒသမရဲ့နောက်မှာရှိနေရင်တော့သူတွေ significant မဟုတ်ဘူးတဲ့ဆိုပါစို့ဥမာလေးလာကြည့်မယ်210 has two significant figure 210မှာဆိုရင်210လို့ပြောတယ်သူကတန်ဖိုးရှိတာ210 200ဆိုတဲ့တန်ဖိုးရှိတာ10ဆိုတဲ့တန်ဖိုးရှိတယ်သို့တော်လဲသူ့မှာအရာရောင်ကဏန်းလို့ပြောရင်တော့ right and zero ပါနေကြတော့ right and zero ဒီအရာရောင်ကဏန်းမဟုတ်တဲ့အကြောင်းလို့သူ့ကိုအရာရောင်ကဏန်းလို့ပြောလို့မရတော့ဘာလို့ပြောမလဲ21ကိုပဲယူပေးရမယ် two significant figure ပဲပါမယ် အဲနောက်တစ်ခု352200သူကြတော့ significant figure ဘယ်နှခုရှိလဲအရာရောက်ကနေ၄လုံးပဲရှိတယ်။ဒါဆိုရင်လေးလာကြည့်ခဲ့တယ်11 0လဲတီးပြီ right and 0လဲတီးပြီ။ဟုတ်ပြီနောက်ထပ်တစ်ခုပြောအောင်မယ်။နံပါတ်5ချက် right and 0 in a number with the decimal point are significant. right and 0တော့ဖြစ်တယ်သို့တော်လဲဓာတ်သမားရဲ့နောက်မှာရှိနေတယ်ဆိုရင်သူဒီ significant figure ဖြစ်တယ်။ပြန်ပြောမယ်နော်။ right and zero right and zero ဆိုတာညာဘက်မှာရှိတာဘယ်မှာရှိရမလဲဆိုရင်ဓာတ်သမားရဲ့နောက်မှာရှိရဓာတ်သမားရဲ့နောက်မှာ ရှိနေတော့တုံညသည်တန်မိုးဆိုအရာရောက်တော့ဂဏန်းထဲမှာရည်တွဲရမယ်ဥပမာ820.0ဆိုရင်အရာရောက်ဂဏန်းဘယ်နှခုဖြစ်သွားလဲဓာတ်သမားနောက်မှာရှိနေတဲ့တုံညဖြစ်တော့ right and zero ဖြစ်တဲ့ကြောင့်သူသည်အရာရောက်လို့သူတွေထက်တွေ့ရတဲ့820.0သည် for significant figure ဒါဆိုရင်ဒီချက်၅ချက်သီးမလုပ်ဖို့အတွက်လဲဆိုရင် significant fake ကဘယ်နှခုရှိတယ်လဲလို့မေးဖြစ်အောင်ပြန်ပြောပေးမယ်။၃ညမဟုတ်တော့ကိန်းကနန်းတွေ measurement လုပ်ထားတဲ့ကိန်းကနန်းတန်ဖိုးတွေအားလုံးသီး significant fake ကဖြစ်တယ်။၃ညမဟုတ်တော့ကိန်းကနန်းရဲ့ဈာထဲမှာရှိတဲ့၃ညသီးလည်း significant fake ကဖြစ်တယ်။နောက်တစ်ချက်မှတ်ရမှာ left hand zero လို့ခေါ်တဲ့၃ညဖြစ်တဲ့ကိန်းသီး တန်မိုးရှိသောတုံညာမဟုတ်သောကိန်းရဲ့ရှေ့မှာရှိရင် သူသည် significant figure မဟုတ်ဘူးနောက်တစ်ခု right and zero မှာနှစ်မျိုးကွဲမယ် right and zero ဒီတုံညာဘယ်မှာရှိနေလဲအဲတုံညာမဟုတ်သောကိန်းတွေရဲ့နောက်မှာရှိရင်သူသည် significant figure မဟုတ်ဘူး ်သို့တော့ဓာတ်သမားရဲ့နောက်မှာရှိနေတဲ့တုံညာကတော့ significant figure တွေကိုထက်တွက်ပေးရမယ်။နောက်ဆိုရင်နားလည်လောက်ပါပြီရှေ့ဆက်ပြီးလေ့လာကြည့်အောင်။အာဥမာလေးလေ့လာကြည့်အောင် example 1 find significant figure in each of the following measurement အောက်ပါတိုင်းတာချက်တွေမှာရှိနေတဲ့အရာရောကနန်းကိုရှာပေးပါတဲ့။နံပါတ် A 19.5 meter နံပါတ် B 0.0051 liter အစတင်အဖြစ်ပေါ့။အဲ့မှာနံပါတ် A ကိုကြည့်လိုက်တော့19.5195ဆိုတော့၃ညမဟုတ်တော့ဂိမ်းလေးရွယ်ပါနေတယ်။အဲ့ဒါဆိုရင်အကုန်လုံးဒီရာရောက်ကဏ္ဍဖြစ်တယ်။ဒါကြောင့်3 significant figures နံပါတ် B 0.0051 liter လို့ပြောတယ်။၃ညမဟုတ်တော့ဂိမ်းလဲပါတယ်၃ညလဲပါတယ်ဒါသို့တော်လေ၃ညသည် left hand မှာရှိနေရင် significant figure မဟုတ်ဘူးဒါကြောင့်မလို့ left hand မှာရှိတဲ့0ကိုမယူဘူးနောက်မှာရှိနေတဲ့51နှစ်ခုပဲပါလို့ two significant figure နံပါတ်စီ204.80 gram လို့ပေးထားတယ်။သူ့မှာ significant figure ဘယ်နှခုရှိလဲ။အလဲမှာရှိတဲ့၃ညရှိတဲ့ဓတမရဲ့နောက်မှာလည်း၃ညရှိတဲ့အားလုံးဒီအရာရောက်ကဏ္ဍကိုထပ်တွက်လို့ရတော့အကုန်လုံး၅ခုပါလို့5 significant figure လို့ပြောပြရမယ်။နံပါတ်ဒီ900 kg သူဒီ right and right and မှာရှိနေတယ် right and 0ဖြစ်တယ်သို့တော်လည်းဓာတ်သမားအနေအမှာမရှိကြောင်းသူ့မှာအရာရောက်ကနန်းတစ်လုံးမှရှိတယ် one significant figure D နဲ့ F နဲ့ကိုတွဲပြီးလေ့လာကြည့်အောင် F မှာက900ဓာတ်သမား3ညလို့ပြီးထားကြောင်းသူ့မှာကြတော့ဓာတ်သမားရဲ့နောက်မှာရှိနေတယ်အရာရောက်ကနန်းဖြစ်နေတယ်ဒါကြောင့်သူဒီ significant figure 4ခုရှိတယ် အဲနံပါတ်1ကိုကြည့်အောင်နံပါတ်1 1.90 into 10 power 5ဆိုတော့သူ့မှာအရာရာခဏကိုကြည့်လိုက်တော့ဓာတ်သမားရဲ့နောက်မှာ၃ညရှိတယ်ပြီးတော့ဘာရှိသေးလဲဥမာဓာတ်သမားနောက်မှာလည်းရှိတယ်၃ညလည်းပါနေတယ်အရာရာခဏဒီဘယ်နှလုံးဖြစ်သွားလဲ၃လုံးဒါကြောင့်3 significant figure Okay ဒါဆို84လာကြည့်အောင် rounding of numerical results ဆိုတော့ဘာပြောတာလဲဆိုဂိန်းခဏနေမှာဘာလုပ်မလဲဆိုအနည်းဆက်ဆုံးယူခြင်း နီးစပ်ဆုံးယူမယ်ဆိုဥမာတစ်ခုကြည့်ရအောင် significant figure and round your numerical results ဘသူ့ကိုလိုချင်တာလဲဆို207.518 meter သူလိုချင်တာ consider the measurement of 207.518 meter ပေါ့ဒီပေးထားတဲ့ဂဏန်းအတိုင်းတာချက်လို့သူစဉ်းစားကြရင်မယ် right now the measurement contain six significant figure သူမှာဘယ်နှခုရှိလဲဆိုတော့6ခုရှိတယ်။ဘာကြောင့်6ခုလဲဆိုရင်အရာရောက်ကဏ္ဍတွက်လို့ရတာဒီ၃ညဒီ တုံညာမှုတ်သောဂိမ်းတွေကြားထဲမှာရှိလို့တုံညာကိုလည်းထပ်တွက်လို့6ခုဖြစ်နေလို့ significant figure 6ခုရှိတယ်။ How would you successively round it to fewer and fewer significant figure ဖြည်းဖြည်းချင်းနည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 ်းသွားမယ် significant figure သူ့မှာရှိနေတဲ့6လုံးကနေပြီးတော့ငါတို့ဘယ်လိုသွားမလဲဒါဆိုရင်ကြည့်ကြည့်မယ်အရင်ဆုံး200တသမ5 8ဆိုနောက်ဆုံးက8ကနန်းလေးကိုအရင်ကြည့်ကြည့်မယ်အဲ့မှာအကုန်လုံးဒီ digit တွေအကုန်လုံးဒီ significant ဖြစ်တော့ all digit are significant ဟုတ်ပြီနောက်ဆုံးလုံးလေးဒီ shift ဖြစ်နေတယ် shift ဖြစ်နေရင်အဲ့မှာမှတ်ရမှာကငငယ်တော့ကလည်းသင်ခဲ့ပြီးဖြစ်ပါပဲ9သို့မဟုတ်9ထက်ကျော်ရင် ရှေ့ကနန်းကိုတက်တိုးပြရတယ်ဒါကြောင့် shift ဒီ9ထက်ကျော်နေတယ်9ထက်ကျော်နေတော့ရှေ့ကိုတက်တိုးမယ်ဆိုရင်တက်ကဘာဖြစ်သွားမလဲနှစ်ဖြစ်သွားမယ်ဒါကြောင့်မလို့8 rounds 1 up to 2ရှစ်က ဘာဖြစ်လဲအနည်းဆက်ဆုံးယူမယ်ဆိုရင်ငါထက်ကျော်လို့တစ်ကိုနောက်ထပ်တိုးလိုက်တော့နှစ်ဖြစ်သွားတယ်ဒါကြောင့်207.52ဒါဆိုရင်သူ့မှာ significant figure ဘယ်နှခုဖြစ်သွားလဲငါကို ဟုတ်ပြီနောက်တစ်ခုဒီတူးလေးကိုကြည့်လိုက်တော့တူးသည်ငါးအောက်ငယ်နေတယ်ငါးအောက်ငယ်နေတယ်ဆိုရင် တိုးစရာမလိုတော့သူဖြုတ်ပစ်လိုက်တယ်ဖြုတ်ပစ်လိုက်တော့207.5ဒါကြောင့်တူးကို ဖြုတ်ပစ်လိုက်တယ် drop ဒါဆိုရင် significant fit က၄ခုဖြစ်သွားပါတယ်နောက်တစ်ခုဒသမနောက်က9ဒသမနောက်က9သည်9ဖြစ်နေတဲ့ကြောင့်မလို့ရှေ့ကိုမလုပ်ပြရလဲတစ်တိုးတော့207သည်208ဖြစ်သွားတယ်ဒါဆိုရင်သူ့မှာ significant fit က3ဖြစ်သွားတယ်5 round 7 up to 8 ငါသည်အနည်းစားဆုံးယူလိုက်တဲ့အခါမှာခုနှစ်ကိုတတိုးပေးလိုက်တဲ့ရှစ်ဖြစ်သွားတာနောက်တစ်ခုဒီရှစ်သည်ငါထက်ကျော်နေတယ်ငါထက်ကျော်နေတဲ့ကြောင့်မို့ရှစ်ကို replace လုပ်မယ် by a zero and round 0 up to 1ဘာကြောင့်လဲဆိုရင်ရှစ်သည်ငါထက်ကျော်လို့ရှစ်ကိုတတိုးတဲ့ကြောင့်မလို့230ဖြစ်သွားပါတယ်ဒါဆိုရင် significant figure သည် left and 0ပါနေတယ် left and 0ကိုဖယ်ထုတ်လိုက်တော့2ဖြစ်သွားပြီနောက်ထပ်86ဆရာဘာကြံသေးလဲတစ်ရှိသေးတယ်ဒီတစ်သည်ငါ အောက်ငဲ့တယ်ဒါကြောင့်သူ့ကိုဖြုတ်ပစ်လိုက်တယ် tit is replaced by a 0 tit ကိုအစားထိုးလိုက်တဲ့တုံညာနဲ့ဒါဆိုရင်အရာရောကနန်းသည်ဘယ်နှလုံးဖြစ်သွားလဲတလုံးသူပြောတယ် successively round it to fewer and fewer significant figures တော့တဖြည်းဖြည်းချင်းဖြည်းဖြည်းရောကျသွားတဲ့အခါမှာ significant figure ဘယ်လောက်ထိဖြစ်သွားလဲဆို tit ထိဖြစ်သွားတယ်ဒီ short ချလိုက်တော့200ဆိုတဲ့ခဏမ်းပဲကျန်မာတော့တယ်အဲ့မှာဒီဘာလဲအရာရောကနန်းသည်တစ်ပဲရှိတယ်ဘာကြောင့်လဲ left and 0နှလုံးပါနေလို့ โอเคဒါဆိုနားလည်ပြီးထင်ပါတယ်နံပါတ်1ပုံစံလေးလေ့လာကြည့်အောင် how many significant figures are there in each of the following measurement အောက်မှာတိုင်းတာထားတဲ့အတိုင်းတာဒီမှာ significant figure ဘယ်နှခုပါသလဲရှေ့မှာသင်ခဲ့တဲ့ rule 5ခုအရာနံပါတ် A ကိုကြည့်လိုက်တော့0.00090လို့ပြောထားတယ် left and 0လည်းပါတယ် right and 0လည်းပါတယ် Ryan Zero သည်တတမရဲ့နောက်မှာရှိနေတယ်။ဒါဆိုရင်သူဒီအရာရောက်တယ်။ Lefan Zero သည်အရာမရောက်ဘူး။ဒါဆိုရင်ရောက်ကနန်းနှလုံးရှိတော့9 Zero သည် Do significant fit ကဖြစ်သွားတယ်။နောက်တစ်ခုနံပါတ်ပြီ1435210မီတာလို့ပေးထားတယ်။အဲ့မှာဘာ0ပါလဲဆို right and 0ပါတယ်။သို့တော့ right and 0ဒီဓာတ်သမားနောက်မှာမဟုတ်တဲ့ကြောင့်မလို့သူ့ကိုထည့်ပြီးတော့ရည်စရာမလိုတော့ဂဏန်းဘယ်နှလုံးပဲကျန်လဲ6လုံးပဲကျန်တယ်။ဒါကြောင့် sex significant figure နံပါတ်စီ40.1 kg လို့ပေးထားတယ်။တုံတုံညာသည်ဓာတ်သမားရဲ့ရှေ့မှာဖြစ်နေတယ်။သူသည်ပြီးတော့ဓာတ်သမားရဲ့နောက်မှာလည်းကိန်းကနန်းရှင်သူသည်အရာရောက်တယ်။ဒါကြောင့်မလို့40.1သည်3 significant figure. Okay, next two. Student A, B and C had done an experiment of weighing the salt. ဘာလို့လိုက်လဲဆိုចောင်းသား3ယောက်တဲ့ A ရယ် B ရယ် C ရယ်ဆိုရယ်ចောင်းသား3ယောက်ကတဲ့လက်တွေ့စမ်းသပ်ချက်တခုကိုလှုပ်လိုက်တယ်ဘာလှုပ်လိုက်တာလဲဆိုရင်စားကိုအလေးချိန်ချိန်ခဲ့တယ်တဲ့ and the resultant value သူတို့ချိန်ခဲ့တဲ့အလေးချိန်နေရတဲ့8.3421 gram တခုက၈သက်သမား3.41နောက်တခုက8.3681 gram ောက်တစ်ခုကတော့8.4078 grand respectively အတူတူရပါတယ်တဲ့ round off အနည်းဆက်ဆုံးယူပေးပါတဲ့ the resultant value ရလာတဲ့ရလတ်မှာတဲ့ with 3 significant figure အရာရောင်ခဏန်း3လုံး3လုံးပဲယူပေးပါတဲ့ဒါဆိုအရာရောက်ကနန်း3လုံးယူတော့မယ်ဆိုရင်လေလာရမှာကမှတ်မှတ်မိရမှာကအရာရောက်ကနန်းယူတဲ့ rules ၅ချက်ရင်ပြီးတော့အနည်းဆက်ဆုံးယူရင် တုံသူ့ရဲ့နောက်ကနန်းကိုကြီးလိုက်လို့9တုံးမဟုတ်9ထက်ကျော်နေရှိတက်တိုးရတာရဲ့ဒီနှစ်ချက်နဲ့ဖြည့်ကြည့်အောင်နံပါတ် student AD 8.3421 လူချနာ3 significant figure လို့ပြောကြအောင်3 significant figure ဆိုတော့3ခုမြောက်သည်8.344ပေါ့သူရဲ့နောက်ကိုကြည့်တော့2 2ဒီ2 5 out ငဲတယ်ဒါဆိုရင်ဘာမှလုံးစရာမလိုတော့8.34လို့ယူလိုက်ပါနံပါတ် B 8.3681လို့ပြောတယ်လူကျင်နာအရာရောက်ခဏန်3လုံးဖြစ်တဲ့ကြောင့်မို့6နားမှာတို့ဖြတ်မယ်6နားမှာဖြတ်တဲ့အခါမှာသူ့ရဲ့နောက်ကိုကြည့်လိုက်တော့10ဖြစ်နေတယ်10ဒီ5 ထက်ကျော်တယ်။ဒါကြောင့်106ကိုတက်တိုးလိုက်တော့8.37ဖြစ်သွားပါပြီ။နောက်နံပါတ်စီ8.4078တို့ဖြတ်ရမှာကအရာရောကဏန်း3လုံးဆိုရင်3ညမှာဖြတ်တယ်။တုံညရဲ့နောက်ကနန်းကိုကြည့်လိုက်တော့ခုနှစ်ဖြစ်နေတယ်ခုနှစ်ဒီ9ထက်ကျော်တယ်ဒါဆိုရင်ရှေ့ကိုတက်တိုးလိုက်ပါ8.41ဒါဆိုရင်အဖြေသည်ရသွားပါပြီသုံးတင်ထားခဲ့တဲ့ round of numerical value ရဲ့ significant figure ရဲ့အတုံးချပြီးသွားပါပြီအလုံးကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်